။စာအုပ်လေးရဲ့ခေါင်းစဉ်ကတော့ဒုရွေပျော်ရွှင်နေတဲ့။ညနေဖိုးပုံလေးမှာတော့တိုင်းရင်းသားလူမျိုးတွေဖြစ်ကြတဲ့ကချင်၊ကယား၊ကရင်ချင်း၊အမားမွန်း၊ရခိုင်ရှမ်းစတဲ့လူမျိုးတွေရဲ့ရိုးရာဝတ်စုံလေးတွေဝတ်ထားကြတဲ့အငငယ်သမီးငယ်လေးတွေရဲ့ပုံမှာသူတို့အချင်းချင်းဟာကြမ်းမြေပေါ်မှာပက်လက်အိတ်နေရင်းနဲ့သူတို့ခြေဘွားတွေကိုထိထားကြတယ်။ပြီးတော့တယောက်နဲ့တယောက်လက်ချင်းတွေ့ထားကြတော့စက်ဝိုင်းပုံလေးဖြစ်နေတာပေါ့။ ဝတ်စုံလေးတွေကလည်းရိုးရာဝတ်စုံလေးတွေနဲ့ဆိုတော့တိတ်ချစ်စရာကောင်းတာပဲ။ရောင်တွေကလည်းစုံတာကိုကချင်ရိုးရာဝတ်စုံဝတ်ထားတဲ့သားလေးကအင်ကြီးအဖြူအစိုးအမဲပေါ်မှာအစိမ်းရောင်အကွက်ကလေးနဲ့အချင်းလွယ်အိတ်အနီရောင်လေးကိုလွှဲထားပါဗျ။သမီးလေးကတော့အင်ကြီးအမဲပေါ်မှာငွေရောင်မောင်းကလေးတွေနဲ့လှဆင်ချိတ်ဆဲထားပြီးကချင်ရဲ့ရိုးရာချက်ခုတ်ထမင်းအနီရောင်ပေါ်မှာအဝါအပွင့်အစင်လေးနဲ့တော်တော်လှပနေပါဗျ။ ရှမ်းလူမျိုးသားလေးကတော့ရှမ်းရိုးရပင်ဒီယောင်အင်ကြီးနဲ့ရှမ်းပေါင်းပြီးပွားပွား။တမီးလေးကညူယောင်ရင်ဘောအင်ကြီးနဲ့အညူနဲ့ပန်းရောင်ဆက်ချက်မိန်လေးကိုဝတ်ထားပါဗျ။ကင်ရိုးရတင်တိုင်းဝတ်ထားတဲ့တမီးလေးကတော့အစိမ်းညူယောင်တင်တိုင်းလေးဖြစ်ပြီးတော့ခေါင်းမှာပွားအဖြူလေးစီထားပါလိမ့်တယ်။ကြရားရိုးရဝတ်စုံတဲ့တမီးလေးကတော့အနီရောင်အပေါ်အောက်ဆင်တူတင်တိုင်းလေးကိုဝတ်ထားပြီးသူကလည်းခေါင်းပေါင်းအနီရောင်လေးပေါင်းထားတာကြောင့်တမျိုးလှပနေပါဗျ။ မွန်လူမျိုးသားလေးကတော့တိုက်ပုံအင်ကြီးအဖြူအောင်လေးမွန်ရိုးကပစိုးအနီးအဖြူကွက်ကလေးနဲ့အမတန်းမှလှပပါတယ်ချင်းလူမျိုးဝတ်စုံဝတ်ထားတဲ့သမီးလေးမှာတော့ချင်းဦးရာချက်ခုတ်မဲရောင်တင်တိုင်းပေါ်မှာအဖြူရောင်အကွက်အစင်းလေးတွေနဲ့တော်တော်ထူခြားလှပတဲ့ဝတ်စုံလို့ဆိုရပါမယ်သမျက်နာတက်အလောင်းတူတူလက်တွဲမယ်တို့ရပျော်ရွှင်တယ်တိုင်းရင်သားဝတ်စုံလေးတွေနဲ့သိချစ်စရာကောင်းနေတဲ့ တာတာမိမိတို့ဟာတယောက်လက်ကိုတယောက်ချိတ်တွဲလို့အားပါတရတခြင်းဆိုနေကြတယ်။ဒီစာအုပ်ထဲကစာမျက်နှာတိုင်းမှာမြဲပါတဲ့ပုံလေးတစ်ပုံရှိပါသေးတယ်။အဲ့ဒါကငင်းချမ်းရေးကြိုးပြူငှက်ကလေးကဇပနံကလေးကိုချီပြီးပြန်နေတဲ့ပုံလေးပေါ့။စာမျက်နှာနှစ်တယောက်တည်းလက်ပုံပြောမယ်တို့ရေပြောရှင်နေသူတို့တယောက်တည်းလက်ပုံပြောနေကြတာခုပြောနေသူကတော့ကြားမာလီပေါ့ ဝတ်စုံအနီလေးဝတ်ထားပြီးဟန်ပါပါပြောနေတော့တငယ်ချင်းတွေစိတ်ဝင်စားကြပြီလေ။ "तू ပြောနေတာဘာပုံမြင်လေးပါလဲ။ဘာပဲဖြစ်ဖြစ်စိတ်ဝင်စားစရာကောင်းမှာကတော့သိကြပါတယ်နော်။စာမျက်နှာ၃ငယ်နေတူရှိမယ်တို့တွေပြောရှင်နေအားငယ်နေတဲ့သမီးလေးကအချင်းမလေးပါ သူ့ကိုအားပေးနှစ်သိမ့်နေတဲ့သားလေးကရှမ်းလေးဘေးကသမီးလေးကကယား ရှမ်းသားသားလေးကတငယ်ချင်းရဲ့လက်မောင်းလေးကိုကိုင်းပြီးနှစ်သိမ့်နေတာ။ကြားသမီးလေးကတော့တငယ်ချင်းကိုပခုံးလေးဖက်မေးစီလေးကိုကိုင်းပြီးအားပေးနေတာ။အနားမှာချထားတဲ့ရုပ်ကလေးကတောင်သဘောကျလို့ထင်ပါရဲ့။ယုံလို့။စာမျက်နှာလေးမနာဘူးတော့တငယ်ချင်းရဲ့တို့တွေပျော်ရွှင်နေ။သားသားကချော်လဲသွားတာထင်နေ။ခြေစလုံးမှာသွေးလေးတွေထွက်နေပါလား။နက်နာလေးကလည်းရှုံလို့တော်တော်နားနေပုံပဲ။ ဒါကိုတငယ်ချင်းမိမိလေးကခြေသလုံးလေးကိုကင်ပြီးမနာဘူးနော်နာဘူးနော်လို့အားပေးနေတာသူအားပေးလိုက်တော့ငိုချင်းစိတ်တောင်ပျောက်သွားပြီထင်တယ်ဒီလိုအားပေးမဲ့တငယ်ချင်းရှိတော့တာတာမနာတော့ဘူးပေါ့သာမျက်နှာငါအယောက်လေးကိုဒူဆက်မယ်တို့ရေပျော်ရွှင်တယ်။တာတာကကလထိုင်းနဲ့ထိုင်းငငယ်ချင်းမိမိလေးကဘေးကရပ်ပြီးစပွဲပေါ်မှာအယောက်လေးတွေဆက်နေကြတယ်။ ဘာပုံထွက်လာမလဲတော့မသိဘူးသူတို့နှစ်ယောက်ကြောရွှင်နေတာကတော့တေချာပါပဲစာမျက်နှာ6ထီတလက်ထဲပို့ဒူဆောင်မယ်တို့တွေကြောရွှင်တယ်တိုင်းရင်သားဝတ်စုံလေးတွေဝတ်ထားတဲ့မိမိတို့တငယ်ချင်းနှစ်ယောက်ကထီအဖြူလေးကိုနှစ်ယောက်အတူဆောင်းထားကြတယ်နေပူပူမိုးရွာရွာ သူတို့မကြောက်တော့ဘူးပေါ့တယောက်မျက်နှာတယောက်ကြည့်ပြီးပြုံးနေကြတာအရှိစရာပဲလေမမလေးနဲ့ရှမ်းမလေးပေါ့ ာမျက်နှာခုနဲ့ပေါ်ဝါလေးကိုချီပေးမယ်တို့ရပြောရှင်တယ်မိမိရှာမလေးကတငယ်ချင်းကရမလေးကိုကူညီနေတာဖြစ်ပါတယ်ကရမလေးရဲ့လေပင်ကပေါ်ဝါအနီရောင်လေးကိုကျဉ်ကျဉ်နာနာနဲ့ချီပေးနေတယ်လေနှစ်ယောက်လုံးရဲ့မျက်နှာမှာတော့အပြုံးမှန်တွေဝေးနေတာပေါ့စာမျက်နှာရှစ်မနာဘူးလားဝိုင်းတယ်မဲတို့ရပြောရှင်တယ်ဒီတခါတော့ ကျစ်စုတွေထည့်ထားတဲ့ကော်ပုံးအစိမ်းကြီးကိုတာတာမီမီ၃ယောက်ဝိုင်းတင်နေကြတာတယောက်တည်းဆိုရင်မနိုင်တော့ပေမဲ့၃ယောက်ဆိုတော့မနိုင်မှအသေးကြပါပဲပြင်လဲမပြင်မှန်းတော့ဘူးအလုလုနေရပေမဲ့ပျော်ပျော်ရွှင်ရွှင်မှာပဲရှန်သားလေးရယ်ပြင်ရင်သမီးလေးရယ်မမမလေးရယ်ပေါ့စာမျက်နှာကိုအဲ့ပေဒူဒူဆိုင်ကြမယ်တို့ရေပျော်ရွှင်တယ်ပတ်ပတ်ကချင်လေးနဲ့ပတ်ပတ်ကရင်လေး အပြင်တွေအတူတူစိုက်နေကြတာနှစ်ယောက်အတူတူဆိုတော့ပြင်းစရာမကောင်းတော့ဘူးပေါ့ဒီနေ့တခြားရှင်တန်ကြီးထွားလာမဲ့တစ်ပင်လေးကိုကြည့်ရင်ကြော်ရွှင်ရမှာလဲသိကြတာပေါ့ဗာမျက်နာတစ်ဆင်မော်တူတူဝယ်စားမယ်လို့ရပြောရှင်နေသူတို့တငယ်ချင်းတွေကတယောက်နဲ့တယောက်အားပေးကူညီကြအတူတူကစားကြတဲ့အပြင် စားစရာမုံတွေကိုလည်းမျှဝေပြီးအတူတူစားကြတာမို့အခုလဲခရီးမလေးကခြေခိုင်မလေးကိုချင်းချင်းနာနာနဲ့ ဘုံတွေခွန့်ကြွေးနေတာပျော်စရာကောင်းလိုက်တာအာမျက်နာ၁၁တက်ရောက်တယ်စီးကြတယ်တို့တွေပျော်ရွှင်တယ်သူတို့လေးတွေဟာတယောက်နဲ့တယောက်တိတ်ချစ်ကြတော့တစားတဲ့နေရာမှာလဲပြဿနာရှိကြဘူးလေရင်းစီရုပ်လေးတရုပ်ပဲရှိပေမဲ့မလူကြပါဘူးတယောက်တည်းလက်စီးလိုက်ကြတာပဲခုဆိုရင်မမလေးကညံ့ရုပ်လေးစီးနေတယ်ဒီကပြင်မလေးကကျုံးနေတာပဲ တယောက်တည်းစီရမယ်ဆိုတာသိနေတယ်လေပြောပြောရှင်းရှင်းပဲပေါ့သာမျက်နှာစနစ်ပုံလေးရတော့နဲ့နှဖုံးကပုံလေးပါပဲ။ကျမ်းမြတ်မမပြလနာအိနေရင်တယောက်လက်ကိုတယောက်တွဲလို့စက်ဝိုင်းပုံပေါ်ထားကြတာ။သူတို့ရဲ့ပျော်ရွှင်လေးနဲ့မျက်နှာလေးတွေကိုပေါ်စည်းကနေမြင်နေရတာဆိုတော့ချစ်စရာကောင်းလိုက်တာ။ကလေးတို့လည်းစာရုံးလေးတွေရတငယ်ချင်းတို့ ျော်ရွှင်နိုင်ကြပါတယ်နော်။ဘယ်တိုင်းရင်းသားဘယ်လူမျိုးမဆိုအတန်ဆွမ်းနေပဲဖြစ်ဖြစ်အချင်းချင်းမျှဝေခံစားပြီးတော့ကုညီရိုင်းမညမယ်ဆိုရင်ကျော်ရွှင်နိုင်ရမှာအမှန်ပါပဲ။ကလေးတို့အားလုံးကျမ်းမာပျော်ရွှင်ကြပါစေ။